ရွာဝန်မှာအရန်လာတဲ့ညောင်ပလေးတစ်ပင်လည်းရှိပါတယ်။ပြီးတော့ရွာဝန်လန်းလေးရဲ့ဘေးမှာဆိုလို့ရှိရင်လည်းတောင်ကုန်းတွေနဲ့တောက်ကလေးတွေကိုလည်းလမ်းမြင်နေရတယ်။အခုဒီရွာလေးကတော့မင်းမျိုးကနောက်ခန့်ကြီးဆိုတဲ့ရွာလေးဖြစ်ပါတယ်။ဒီရွာဆိုလို့ရှိရင်အရှိစုနဲ့နောက်စုဆိုပြီးတော့နှစ်ချမ်းရှိတာမှာအခုကျွန်တော်သွားမဲ့ဘက်ကတော့နောက်ခန့်ကြီးရှိစုလို့ခေါ်ပါတယ်။ ခုမြင်နေရတဲ့အတိုင်းပါပဲဒီရွာလေးတွေကိုဝင်တဲ့လမ်းလေးတွေကတော့တပင်ချုံွယ်လေးစိစိစစ်စုံနဲ့တတရရရရှိပါတယ်အခုမြင်နေရတဲ့လမ်းနေရာလေးကနေညာဘက်ကိုချိုးပြီးတော့ဝင်သွားမယ်ဆိုလို့ရှိရင်တောင်ကုန်းလေးဘက်ကဘက်ကိုတက်သွားရတဲ့လမ်းလေးရှိပါတယ်ဒီတောင်ကုန်းလေးဘက်ကိုတက်တဲ့လမ်းပေးမှာဆိုလို့ရှိရင်အခုမြင်နေရတယ်လို့ပဲဝါရုံပင်တန်းနေရအတန်းလိုက်ကြည့်ကိုစစ်စစ်ရည်ရည်နဲ့ရှိနေကြတာအရှမ်းကိုလာပါတယ် ခုမြင်နေရတဲ့လမ်းလေးရဲ့အဆုံမှာရှိနေတဲ့တောင်ကုန်းဘွားအိမ်လေးတအိမ်စီကိုဝင်လည်မှာဖြစ်ပါတယ်။အလုံးပဲလိုက်ခဲ့ကြည့်ပေးပါဦး။ခုတောင်ကုန်းဘွားအိမ်လေးစီကိုရောက်ပါပြီဒီအိမ်လေးရဲ့ရှင်းမျက်နှာစာဝရန်တာနဲ့ဆိုလို့ရှိရင်အိမ်ပြီးမှရှိနေတဲ့တောင်ကုန်းနေဂျိုင်ဝတ်နေကိုလှမ်းကြည့်ပြီးတော့ခန်းစားလို့ရပါတယ် ီအင်္ဂလိပ်ရှိတဲ့ channel လေးအတွင်းမှာဆက်လို့ရှိရင်ဒီပင်စားပင်တွေရောတက်ပင်ပန်းပင်တွေရောတိုက်ထတာကိုတွေ့ရပါတယ်။အားလုံးပဲဝင်ကြည့်ရအောင် like ခဲ့ကြည့်ပေးပါဦး။ဒီ channel ရဆက်လို့ရှိရင်တတော်ရှိတဲ့တောအုပ်လေးရဲ့အစမှာရှိတာဖြစ်တဲ့အတွက်ဒီ channel လေးကနေဆက်လို့ရှိရင်ဝါပင်တွေရောတောအုပ်တွေရဲ့တပင်တွေရောကိုလမ်းကြည့်ပြီးတော့ခန်းဆန်းလို့ရပါတယ်။တကယ်ကိုတဘာဝတရားကြီးနေနှိစက်နေတဲ့အင်္ဂလိပ်ဖြစ်ပါတယ်။ ရိုင်းမဒီပင်လေးရရန်သူစံကပါပါပဲနော်ကတ်ဒက်စ်တဲ့မက္ကဆီကိုကတ်ဒက်စ်ပြိုဒီချန်လေးထဲမှာဆိုလို့ရှိရင်တာမန်မြင်နေကြမဟုတ်တဲ့စုအတက်တွေပါတဲ့အခုလိုပင်ထူးထူးဆန်းဆန်းလေးတွေကိုလည်းတွေ့ရပါတယ်။ဒါတော့ဒီအိမ်ပိုင်ရှင်ကနေသူစိတ်ဝင်စားတဲ့အပင်လေးတွေသူသဘောကျတဲ့အပင်လေးတွေကိုစိုက်ပျိုးထားတာဖြစ်ပါတယ်။ ုနတောင်ပေါ်တက်ခဲ့တဲ့လမ်းလေးရဲ့ပြင်မှာရှိနေတဲ့ဝေယုံပင်တန်းတွေဖြစ်ပါတယ်။ဒီဝေယုံပင်တန်းတွေရဲ့မြေနှချဆိုင်ပဲချက်မှဆိုလို့ရှိရင်အခုလိုပဲအတီးရွက်စင်လူတွေရှိပါတယ်။ဒီတိရွယ်စလေးနဲ့ဝေယုပတန်းရဲ့ကြားကိုလမ်းလျှောက်လာလေးလေးတဖြည်းဖြည်းနဲ့အရှမ်းကိုစိတ်ကြည်လို့တာရပါတယ် အခုတော့ဒီဝေယောပင်တန်းနဲ့ကထားတဲ့တောင်ကုန်းဘော်လမ်းလျှံနေပြန်ဆင်းခဲ့ပါပြီပြီးလို့ရှိရင်တော့တခြားတနေရာမှာရှိနေတဲ့စိုက်ကလေးတွေကိုရောက်ပက်ကြည့်မှာဖြစ်ပါတယ်လိုက်ကြည့်ပေးပါဦးဒီနေရာဒီပဝင်းချက်မှာရှိနေတဲ့စိုက်ကလေးတွေရော ဇက်ခနစ်ချတဲ့တဲလေးတွေရောဘဝချင်းမှရှိတဲ့နောက်ကတောက်တန်းတွေရောကြည့်ရှုခံစားတာအရှမ်းကိုစိတ်ကြည်နူးစရာကောင်းပါတယ်အခုဒီဗီဒီယိုလေးရတယ်လားပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဒီတဲ့ပုံကောင်းတဲ့ဗီဒီယိုတွေမှာထပ်တွေ့ကြပါဦးမယ်